69နိုင်အောင်ကစိတ်ခံစားချက်တွေဟာကာတစည်းဆိုတော့ emotional self control ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကိုယ်ပိုင်ထိန်းချုပ်မှုအောက်မှာမောင်းနှင်နိုင်တာမျိုးပါကားတစည်းမှာ steering brake lever အစရှိတာတွေနဲ့ကားရဲ့အမြန်နှုန်းနဲ့ဥတီချက်ကိုလိုသလိုထိန်းနိုင်တယ်နှင်းနေရင်အချိန်တင်နိုင်တယ်အချိန်မြင့်နေရင်လျှော့ချနိုင်တယ်အဲ့လိုပဲကိုယ်မှာ emotional self control ရှိရဆိုရင်ကိုယ့်ရဲ့စိတ်ခံစားမှုကားရဲ့ ရင်မောင်းထိုင်ကုန်မှာထိုင်နေတယ်လို့မျိုးပေါ့ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုတတိနဲ့မောင်းနှင်နိုင်ပါတယ်ဒေါသထွက်နေရင်တော့ညီတက်အောင်တတိလေးနဲ့ထိန်းနိုင်ပါတယ်ကားတစီးမှာ brake တာမပါခဲ့ရင်ယာဉ်မတော်တဆမှု accident ဖြစ်သွားနိုင်တယ်လို့ပဲညှို့လင့်မထားတဲ့အဖြစ်အပျက်တွေသတင်းစိုးတွေနဲ့ကြုံရတဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုတတိနဲ့မထိန်းချုပ်နိုင်ခဲ့ရင်စိတ်မှာ accident ဖြစ်သွားတယ်ပြင်းပြင်းထန်ထန်စိတ်အနာတရဖြစ်သွားတယ် ကိုဘွားကချက်ချင်းလဲလဲအပြုတ်ပြို꽌ရှသွားနိုင်ပါတယ်။မျက်စွာဖျားရှင်လက်ထက်က emotional self control နဲ့ပတ်သက်လို့ပြောစမတွင်ရလောက်တဲ့တာဏကလေးတစ်ခုပြောပြချင်ပါတယ်။ကောင်းတဲ့င်းနဲ့ထင်ရှားကြော်စောတဲ့ဗန်ဒူလာစစ်သူကြီးရဲ့ဇနီးမလီကာဆိုသူတူရှိခဲ့ပါတယ်။သူကအချင်းတာရီပုဒ္ဒရာအမှုရှိတဲ့တန်ဃာတော်တွေကိုနေအိမ်မှာပြန့်ဖိတ်ပြီးစွန့်ကပ်နေပါတယ်။အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူဗန်ဒူလာစစ်သူကြီးနဲ့တာ32ယောက်လုံး ရန်သူတွေရဲ့လှုပ်ကြံချက်ကြောင့်ကြဆုံကြပါပြီလို့သတင်းပို့အကြောင်းကြားတဲ့ဆာလွာတစ်စောင် ရောက်ရှိလာပါတယ်။ရောက်လာတဲ့ဆာလွာလေးကိုဖတ်ပြီးချိန်မှာအခုလိုဝမ်းမြောက်ခွေရကုသိုလ်ယူနေတဲ့အချိန်မှာကိုဆွေးစရာအတွေးတွေဝင်မခံဘူးဆိုပြီးကိုစိတ်ကိုတတိနဲ့ထင်းချုပ်ကဆုံးကိစ္စတွေကိုဆက်လက်စီမံနေခဲ့ပါတယ်။ဒီလိုနဲ့ဆုံးဟင်းပွဲတွေကိုပြင်ဆင်နေအခုမင်းကလေးတည်လာတဲ့ထောပတ်အိုးကလွတ်ချကွဲသွားပါလိမ့်ရော။အဲ့ဒီအခါမှာ အရှင်သာရိပုတ္တရာကမလီကာကိုစိတ်နှောက်ယှက်ဖြစ်မှာဆိုလို့သတိပေးပါတယ်မလီကာ꽌တက်တဲ့သင်္ခါရတရားမှု꽌တာမဆန်းပါဘူးကွယ်ဒါကြောင့်မို့꽌ပြီးသားထောပတ်ဦးအပေါ်မှာစိတ်စနိုးစနောက်မဖြစ်ပါနဲ့တဲ့ဒါနဲ့မလီကာကသူတိမ့်ထားတဲ့ဆာရွက်ောက်ကလေးကိုဖြတ်ပြီးအရှင်သာရိပုတ္တရာကိုပြလိုက်ပါတယ်အရှင်ဘုရားတပည့်တော်ရဲ့အားအကိုရဆုံးအချစ်ရဆုံးခင်မွန်းဖြစ်တဲ့ဗန္ဓုလစစ်သူကြီးနဲ့တာ32ယောက်တက်ခံရကြောင်းကြားရစဉ်အချိန်ကတော့ တပည့်တော်မရဲ့စိတ်ကိုမတုံ့လို့မရင်ရန်ရလေအောင် ထိန်းထားနိုင်ပါသေးတယ်။ဒီထောဘက်ဦးလေးခွဲတာလောက်ကတော့တပည့်တော်အတွက်ဘာမှဆိုွယ်မရှိပါဖေရလို့ရှောက်ထားလိုက်ပါတယ်။ဒီစကားကြားရတဲ့အခါရှင်သာရိပုတ္တရာက ကောင်းလေစွာ ကောင်းလေစွာမလီကကိုစိတ်ကို နိုင်နေအောင်ထိန်းနိုင်ပါပြီ။ကိုစိတ်ကိုငြိမ်သက်အေးချမ်းအောင်ထားနိုင်တဲ့အာခတ်အမျိုးသမီးပါပဲလို့သာဓုခေါ်ပါတယ်။အဲ့လိုမလီကဟာဒီလောက်စိတ်ထိခိုက်စရာဖြစ်ရကြီးနဲ့ကြုံရတာတော့အင်ဒရီပြည့်ရွံ့မသွားခဲ့ပါဘူး။ ကိုယ်စိတ်ခံစားချက်ကိုတတိတရားနဲ့ထိမ့်သိမ့်ပြီးတတိညင်ညင်လေးနေနိုင်ခဲ့ပါတယ်။စိတ်မခိုင်တဲ့သူဆိုရင်ဒီဖြစ်ရဆိုကြီးကြားရတဲ့အခါတုံလို့ခြောက်ချပြီးချုံခွေချငုံမိမှာပါပဲ။ယူတော့ယူသွားနိုင်လောက်ပါတယ်။တရားနှလုံးသွင်းရှိတဲ့မလိကာကတော့အေးဆေးသက်သာစွာတည်ငြိမ်တဲ့စိတ်နှလုံးနဲ့ဆုံးရှုံးမှုရင်ဆိုင်နိုင်ခဲ့ပါတယ်။ဒါဟာမိမိရဲ့စိတ်ခံစားချက်တွေကိုတတိနဲ့ထိန်းချုပ်နိုင်ခြင်း emotional self control ရဲ့အကျိုးကျေးဇူးတွေပါပဲ။ ကိုယ့်ရဲ့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ခြင်းဟာခွန်အားဖြစ်ပါတယ်။အဲ့လိုကိုယ့်ရဲ့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင်နီးလန်းလေးတွေရှိပါတယ်။မိပွင့်ရောက်တဲ့အခါရက်ကြည့်သွားဆိုတဲ့ပုံစံမျိုးလေးပါပဲ။ဒါကရက်ဆင်ခြင်းပြီးမှတုတ်ပြန်ပေါ့ရက်ပါ။ခက်ခဲတဲ့အခြေအနေတစ်ခုကြုံရတဲ့အခါကိုယ့်ကိုယ်ကိုအာရုံစိုက်ဖို့ခဏအချိန်ယူပါ။ပြင်းထန်တဲ့စိတ်ခံစားမှုတွေကိုကြုံရတဲ့အခါအခြေအနေကိုချက်ချင်းတုတ်ပြန်လိုက်မဲ့အစားခဏရက်ဖို့အချိန်ယူပါ။ အသက်ကိုနှက်ဆိုင်စွာယူပါဝင်လေထွက်လေမှတ်ပါဂုံတော်ပဲဖြစ်ဖြစ်အာသင်ရဘာဝနာတစ်ခုခုပွားများတာမျိုးပဋ္ဌာန်းရွတ်ဖတ်နေလိုက်တာမျိုး ပြုလုပ်ပေးပါပြင်းထန်တဲ့စိတ်ခံစားမှုနဲ့ကိုယ့်ရဲ့တုံ့ပြန်မှုကြာမှာအကွာဝေး space လေးတစ်ခုဖန်တီးဖို့ဖြစ်ပါတယ်ဆင်ခြင်ပါခဏရက်ထားခြင်းအတွင်းမှာခံစားချက်တွေကိုဆင်ခြင်ပါကိုကိုကိုမေးမြန်းပါအခုဘလို့ခံစားနေရလဲဘာလို့ဒီလိုခံစားရတာလဲဒါကိုဝေဖန်မှုမပါပဲ ုံဖော်ကြည့်ဖို့ကြိုးစားပါစိတ်လိုက်မှန်မှာတုတ်ပြန်လိုက်မယ်ဆိုရင်တုတ်ပြန်မှုကဒီအခြေအနေနဲ့ကန့်ညည်ရလားဒီလိုဆင်ခြင်ရမှာဖြစ်ပါတယ်တုတ်ပြန်မှုအဲ့လိုမျိုးရက်တန့်ဆင်ခြင်ပြီးအခြေအနေကိုအပြန်ပြန်အလှန်လှန်သုံးသပ်ပြီးတဲ့အခါအပြုတ်သဘောဆောင်တဲ့နီလန်းနဲ့တုတ်ပြန်ဖို့စွမ်းအားပြည့်တဲ့အနေထားမှာရောက်ရှိနေပါပြီအဲ့ဒီအခါမှသာခံစားချက်တွေကိုအေးအေးဆေးဆေးဒီတည်ငြိမ်ငြိမ်ပေါ်ပြပါ စိတ်ခံစားမှုတွေကိုရက်တန့်ဆင်ခြင်ပြီးမှတုတ်ပြန်တဲ့အလေးချင်းကိုလေ့ကျင့်ဖန်များလာတဲ့အခါကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုယ့်ရဲ့ခံစားမှုတွေကိုပိုထင်းချုံနိုင်လာတယ်။စိတ်ဖိစီးမှုတွေနဲ့ပူလောင်သောကတွေကိုလျှော့ရှာနိုင်လာတယ်။ကိုယ့်ရဲ့စိတ်ခံစားမှုအလျောက်ပြုမှုပြောဆိုမိတာတွေနည်းပါးလာတယ်။ဘာသာရေးရှုထောင့်အရာ ပြောရမယ်ဆိုမျက်စိကအစင်းကိုမြင်တဲ့အခါကြိုက်ရင်လောဘဖြစ်တယ်။မကြိုက်ရင်ဒေါသဖြစ်တယ်။အဲ့လိုမဖြစ်ရအောင်တတိကတ်နိုင်ဖို့လိုတယ်။ကြိုက်လို့လောဘမဖြစ်အောင် မကြိုက်လို့ဒေါသမဖြစ်အောင် ကိုယ့်စိတ်ကိုတတိတရားနဲ့ထိန်းချုပ်နိုင်ဖို့လိုပါတယ်။လောကမှာထိန်းချုပ်ဖို့အခက်ဆုံးအရာကမိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ခြင်းသာမရှိရင်စိတ်လိုက်မှန်ပါတွေပြောဆိုမယ်၊ပြုမှုမယ်၊လောကန်ဆောင်ရွက်မိမယ်။အဲ့ဒီအခါလူမှုချင်းဝတ်တွေဖောက်ဖျက်မိနိုင်တယ်။တိလာတွေကျိုးပေါက်နိုင်တယ်။ရာဇဝတ်မှုတွေအထိပြန်ပြင်လို့မရတော့တဲ့အမှားမျိုးတွေဖြစ်သွားနိုင်ပါတယ်။ကိုကိုကိုထိန်းချုပ်နိုင်မှုနည်းပါးလေးလေး ကိုဘွားရဲ့ကောင်းမွန်တဲ့အရာတွေကိုကိုယ်တိုင်ဖြူဖြတ်ဖို့လွယ်ကူလေးလေးပါပဲ။ဒါကြောင့်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ကင်တွင်နိုင်ဖို့ကမဖြစ်မနေလိုအပ်ချက်ဖြစ်နေတာပါ။ဘဝစက္ကုံပေါ်မှာတရဝါတိုင်းကခံစားချက်ကိုစီးနဲ့မောင်းနှင်နေကြတာပါပဲ။ဒါပေမဲ့စိတ်ဆရာခံစားမှုတွေကိုချိန်အကွတ်မဲ့လွတ်မပေးဘဲဘယ်အခြေအနေမှာပဲရောက်ရောက်ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းကိုယ့်ခံစားမှုကိုတာဝန်ယူကိုယ့်စိတ်ကိုနိုင်အောင်ကနိုင်ဖို့အရေးကြီးပါတယ်။